အားလုံးပဲမင်္ဂလာပါခင်ဗျာအခုပြောပြမယ့်အကြောင်းအရာလေးကဟိုလောက်ရတာလဲလွယ်တယ်ပတ်စံလဲမကုန်ဘူးအဲ့တော့ဘာအတွက်လုံးမှာလဲဆိုရင်လူတိုင်းမှာလက်တလို့လိုချင်နေတဲ့အရာတခုအိမ်လိုချင်တာကားလိုချင်တာစသဖြင့်ငွေတွေဝင်ချင်တာအလုပ်တွေအောင်မြင်ချင်တာအကြောင်းမျိုးမျိုးရှိမှာပေါ့ဒါပေမဲ့အဲ့ဒီတစ်ခုတည်းသောကိစ္စကိုအကုန်လုံးကြီးတော့ ရဖို့ဆိုတာမဟုတ်တခုချင်းသွားရတယ်အဲ့ဒါဘာနဲ့လှုပ်လို့ရတယ်လဲဆိုရင်ရေဒိဋ္ဌံဆရာကြီးမင်းသိန်းကပြောခဲ့တဲ့ရေဒိဋ္ဌံရေကိုတစ္ဆာပြုတ်ပြီးတော့မှဒိဋ္ဌံပြုတ်မှရေပေါ်တစ္ဆာရှိရမှာအဲ့တော့ဟိုကျွန်တော်တို့လောကမှာ ရေမြေလေမီးဆိုတဲ့ဓာတ်လေးပါးထဲမှာအင်အားအကြီးဆုံးကရေဖြစ်တယ်အဲ့တော့အင်အားအကြီးဆုံးကရေဆိုတော့ရေပေါ်တစ္ဆာစနစ်တကျတစ္ဆာရှိရှိနဲ့ကျွန်တော်တို့လှုပ်လှုပ်မယ်လုပ်ပုံလုပ်နည်းကဥပမာ ကျွန်တော်ကဥမာငွေရေးကြည့်တဲ့ဆိုကြပါစို့အခက်ခဲကြုံနေဒီလိုရေးရေးကိုဒီလိုကင်ပြီးတော့လက်နှစ်ဖက်ကိုလူလေးထဲမယ်ဥပမာငွေပြောတာနော်ကျန်တဲ့သူဟိုတခြားကိစ္စတွေလည်းရှင့်ရှိမှာပေါ့အိုးကောင်းကင်မှမြင့်မြတ်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးများခင်ဗျာကျွန်တော်ပိုင်ဟင်းကျော်တနင်္ဂနွေသားသည် လက်တလုံးမှာငွေကြေးနှင့်ပတ်သက်၍အခက်အခဲများကြုံနေပါသည်ကျွန်ုပ်ကိုယ်တိုင်ဖြေရှင်းနိုင်စွာမရှိပါ ကောင်းကင်မှ မြင့်မြတ်သောပုဂ္ဂိုလ်ရူပုဂ္ဂိုလ်မြတ်များကငွေကိစ္စကို ဖြေရှင်းပေးနိုင်သည်ဟုယုံကြည်ပါသည်ဤယုံကြည်ရသော အကျိုးအားကြောင့်ယခုတစ္ဆာစုဒိဋ္ဌံပြုထားသောရေအားကိုရဲ့တိတိအဒိဋ္ဌံပြုပါမည်ဤရေမှလွယ်၍မြည်သည့်ရေမှမတော့ပါ ဤမှန်ကန်သောဒိဋ္ဌံပြုခြင်းအကျိုးအားကြောင့်တနင်းငွေသာပိုင်ဟင်းကျော်ရက်ပိုင်တွင်ငွေများ ဝင်လာပါစေ။ကောင်းကင်မှမြင့်မြတ်သော ပုဂ္ဂိုလ်ဥပုဂ္ဂိုလ်များများသည်လေ။ဤရေတွင်သို့ငွေကြီးအစဉ်ပြေမိတတ်ငွေကြီးအစဉ်ပြေမိတကူများထဲ့ပြီးတော်မူပါ။နည်းနည်းတောက်လိုက်မယ်နည်းနည်းတောက်ပြီးရင် အဲ့ဒီရေကိုကျွန်တော်တို့တစ္ဆာဆိုထားတဲ့ရေဖြစ်သွားရေပုံဒီမှာရေထဲပြန်ထည့်လိုက်မယ်အဲ့တော့ဒီတစ္ဆာဆိုထားသောရေကိုပြန်ပွားထည့်လိုက်တာရေပါဒါတစ္ဆာဆိုထားသောရေဖြစ်သွားပါပြီတစ္ဆာဒိဋ္ဌံရေဖြစ်သွားပြီအဲ့ဒီတစ္ဆာဒိဋ္ဌံပြုထားတဲ့ရေကိုထမင်းစားလို့ရေတောက်ခြင်းလည်းဒီရေပဲတောက်အောင်လမ်းသွားလို့ရေငတ်လို့ရေစားရင်လည်းဒီအဲ့တော့သွားတဲ့နေရာမှာတည်သွားရတယ်နည်းနည်းပေါ့ ကိုကအများကြီးမသေးခြင်းဒီဘူးတဝက်လောက်ဘူးသေးသေးလေးနဲ့တည်သွားပြင်ကြံတဲ့ရေဆက်ပွားပြီးတော့တုံးလို့တောက်လို့ရတယ်။ထမင်းစားလို့အချိုရေတောက်တာရတယ်နော်။လက်ဖက်ရေတောက်တာရတယ်။ရေနွေးချမ်းတောက်တာရတယ်။ဒါပေမဲ့ရေတောက်တော့မယ်ဆိုရင်ဒီရေဦးပဲတောက်ရမယ်။အဲ့ဒါတစ္ဆာပြုလိုက်တာရေပေါ်တစ္ဆာပြုခြင်းအပြင်ကိုဖြစ်ခြင်းတဲ့ဆန္ဒဟာတေချာပေါက်မလွဲဘူးတဲ့ဖြစ်တယ်။ဒိဋ္ဌံကျွန်တော်ကိုးရဲလို့ပြောတာ၁၈ရဲ့ဝင်လဲရတယ်။တချို့ဒိဋ္ဌံတွေဆိုတာ ရက်ရှည်လို့ရှင်ပြတ်တက်တဲ့အတွက်ကြောင့်မလို့မှားတက်တာပါလဲဆိုတော့ဟိုအပြင်ထွက်တဲ့ခါမှာရေမယူသွားမိဘူးရေကစားနေပြီအဲ့မှာတခြားဟာတွေတခြားရေကိုတောင်းပြီးဝင်အဲ့ဒီထံပြက်တယ်ဒါပဲနော်အပြန်စတာပေါ့ပြက်သွားရင်တော့တစ်ကပြန်စပေါ့ကိုရဲဆိုလဲကိုရဲအဲ့တော့ခုနှစ်ရက်သာနေမဲ့အားလုံးခုကျွန်တော်ပြောပြတဲ့ရေဒိဋ္ဌံဝင်ခြင်းအပြင်မိမိရဲ့ကိစ္စတစ်ခုချင်းတစ်ခုချင်းအားလုံးအစဉ်ပြေချောမွေ့စွာဖြင့်လုံနိုင်ကြပါစေကျွန်တော်နဲ့တည်းရိုက် ဘေးရင်မေးမယ်ဆိုရင်တော့၄၃လုံး၅၃လုံး၈၃ညာ2 KB ဝိမာန်นี่ဖွင့်ထားတယ်ညံဘူးဆိုက1000ခွဲယူပါတယ်အဲမအားလို့ဗိုက်ဘာလည်းဖွင့်ထားတဲ့အတွက်ကြောင့်မအားလို့ပြန်မဖြေနိုင်ဘူးပြန်မပြောနိုင်ရင်လည်းနားလည်းခွင့်လို့ပြီးစီလို့ပါတယ်အဲတော့ခုနှစ်ရက်တိုင်းများအားလုံးရေဒိဋ္ဌံဝင်ခြင်းအပြင်မိမိဖြစ်ချင်သောစန္ဒာများပြည့်စုံပြည့်ဝအောင်မြင်ကြပါစေဗျာ